အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ဒါကျွန်တော်တို့ညနေရင်းလေးဖြစ်ပါစို့ဒီနေရာကနေပြီးတော့စွန်ပုံကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာဒါမှလည်းပေါ့ဒီပွဲပြီးသုံးသက်ချက်ကိုကျွန်တော်တို့ကလုံးဝတင်ဖို့အတွက်အဲကျွန်တော်တို့အစီအစဉ်မရှိဘူးပေါ့နော်ဒါကျွန်တော်အနေနဲ့ဒါလက်ရှိဒါအမှန်တမ်းပြောမှဆိုအပြင်းပြေကြည့်မယ်ပြီးရင်ဒါကျွန်တော်တို့ဒီနေ့ညနေမှာသတင်းလေးတစ်ခုဒါဗီဒီယိုလေးတစ်ခုပေါ့ transfer news လေးတစ်ခု AC ရိုက်မယ်ဆိုပြီးကျွန်တော်လည်းကျွန်တော်တင် လက်ရှိမှာလိုမျိုးပလန်လောက်ထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကမထင်မှတ်ပေးနေတာကျွန်တော် off key ကြည့်ဖြစ်တယ်ကြည့်ဖြစ်နေရင်မှတကယ်ဟိုဒါကျွန်တော်တို့ low out ကိုလမ်းပြန်ထွက်နေတဲ့ဒါကျွန်တော်တို့ကိုဒီမြန်မာနိုင်ငံကစားသမားတယောက်နေနဲ့ဒါကိုယူစရာကောင်းတဲ့ movement တစ်ခုကိုမြင်ခဲ့ရတယ်ပေါ့နော်လက်ရှိမှာဒါ Manchester United တင်းနေတာကျွန်တော်တို့ရပ်ပိုင်းလောက်ပဲဒါကျွန်တော်တို့ခြားပြီးဒါကျွန်တော် season end သွားတဲ့အချိန်မှာဒါကျွန်တော်အာရှရဲ့ဒါ Malaysia ခီးစဉ် Hong Kong ခီးစဉ်ကိုတို့နေထွက်ခွာလာခဲ့တယ်ပေါ့နော်ဒါ Malaysia ကံမဲ့ပြီးရင်တော့ဒါကျွန်တော်တို့တို့နေမနေ့ပြမှာဒါ India မှာဒါကျွန်တော်တို့ shooting သွားရပြီးပြီးရင်ဒါကျွန်တော် Hong Kong ကိုကူးမယ်သဘောမှာရှိအဲ့တော့ United ကစားသမားတွေနဲ့လက်ရှိမှာဒီနေ့ပွဲစဉ်ကတော့အင်တိုင်းအားတိုင်းကံသွားတဲ့သဘောတော့မဟုတ်ဘူးသူတို့နေရတာကျွန်တော် of course ကျွန်တော်မြင်ရပါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့နီးပါကျွန်တော်တို့ မလေးရှားရဲ့ organizer တော်တော်လေးကိုတော်တယ်လို့ပြောလို့ရတယ်မှာပါတယ် organizer နေနဲ့လက်ရှိမှာ united အဓိကကစားသမားတွေကဒါအနည်းဆုံးမိနစ်30သုံးပေးရမယ်ဆိုတဲ့စာချုပ်တစ်ခုသူတို့ချုပ်ခဲ့ပုံရတယ်။ဘာလို့ဆို united ဒါကျွန်တော်ဒီနေ့ပွဲစံမှာပြိုင်သက်တော်တော်များများဒီနေ့ပွဲစံမှာ united အသင်းရဲ့အဓိကကစားသမားအနည်းဆုံးမိနစ်30အကုန်လုံးတွေးခဲ့ရတယ်။ဒါကျွန်တော်တို့ bruno fernandes ahmed dia လို့ဒါကျွန်တော် casemiro ugarte mainu white land ကစားသမားအစုံလင်ကိုဒါကျွန်တော်အနည်းဆုံးဒါနိုင်ကိုအဲ့တော့ကျွန်တော်ပြောချင်တာဒီနေ့မှာ organizer တော်တော်လေးကို တော်တယ်လို့ပြောလို့ရတယ်။အဲ့တော့ဒါဒီနေ့မှတ organizer အကြောင်းပြောမှာဆိုတချို့တွေဒီနေ့မှာနည်းနည်းလေးမသိတဲ့ချက်ရှိတာကအကယ်၍ဒါကျွန်တော်တို့ Manchester United အသင်းလာကစားမယ်ဆိုရင်တို့အနေနဲ့ဒါကျွန်တော်တို့ ဘဏ္ဍမနစ်ဘဏ္ဍမနစ်အ ਨੇ ဆုံးကစားပေးရမယ်ဆိုတဲ့ဒါသဘောတူညီမှုဒါစာရုပ်ထဲမှာထည့်တဲ့ချုပ်လို့ရှိရင်ခုနကပမာတီးကြတယ်မတချို့ကြရတာလုံးဝ respect မလုပ်ဘဲနဲ့သူတို့အနေနဲ့ဒါအရန်ကစားသမားတွေပဲဒါမိနစ်90ပြည့်ဆော့ပြီး United ကလာသွားရလောက်ပဲဒါကျွန်တော်ဘန်းပြသွားခဲ့တဲ့ movement တွေရှိရတယ်။ဒါပေမဲ့ခုနကပမာဒါကျွန်တော်အာရှနိုင်ငံတွေကတအားလေသွားပြီးသူတို့အနေနဲ့ဒါပထမအသင်းကစားသမားပါကူပါရမယ်ပါမယ်ဆိုရင်တော့မှမိနစ်30ကျွင်းထဲမှာဆော့ပြရမယ်ဆိုရဲစာချုပ်တွေနဲ့ဒါ organizer တွေအနေနဲ့ခုနကပိုင်းပြုလုပ်လာတာတွေ့ရမယ်။အဲ့တော့ဒါခုနကပိုင်းဒါ Malaysia organizer တော်တော်လေးကိုတော်တယ်လို့ပြောလို့ရတဲ့သဘောမှရှိတယ်။တော်တော်လေးကိုလည်းဒါကျွန်တော် တည်သက်ခဲ့တယ်ဒါအခုလက်ရှိဒါကျွန်တော်တို့ဒါကျွန်တော်အသည့်အကောင့်ထဲမှာသွားကြည့်ရတဲ့လူတွေနေနဲ့ဒါကျွန်တော်တော့ရှော့တွေးခဲ့သောဟာတော်တော်လေးဟိုဒါအပွဲရဲ့အဆင့်တန်းရတယ်တော်တော်လေးကိုမြန်မာတွေပြောလဲ United ပြည်သက်တွေနေနဲ့ကွာဒါကျွန်တော်မြန်မာပြည်သက်တွေညဒီနေ့ပွဲစမှာကြည့်ရတာတော်တော်လေးကိုတန်သွားတယ်မြင်နေပြီးတော့ဒါတမိုင်းတစ်ခုရဲ့ဒါကျွန်တော် history တစ်ခုကိုဒါ United ပြည်သက်တွေအနေနဲ့ကွာဒါမြန်မာပြည်သက်အနေနဲ့ကွာဒါကျွန်တော် witness လုပ်ခွဲတာကတော်တော်လေးကိုဒါပျော်ဖို့ကောင်းခဲ့တဲ့ moment တစ်ခုပြောရမယ်အဲ့တော့ United ပြည်သက်တွေဒီနေ့ပွဲစမှာဒါမမောင်လင်းသွင်းသွားတဲ့ဒါ twin goal ကဒါပြည်သက်တွေကိုဒါပျော်ရမလားဒါကျွန်တော်စိတ်ညစ်ရမလားဆိုတဲ့မေးခွန်းတွေတောင်မ င်ပေးရမယ်ဒီမှာပါတယ်ဒါပေမဲ့ United အနေနဲ့ဒီနေ့ပုံစံမှာတော်တော်လေးကိုဒါ heat တွေကတော်တော်လေးကိုအသင်းကတော်တော်လေးကိုထိနေတာတွေ့ရမယ် Johnny Evan ကိုဒါကျွန်တော်ကြည့်တဲ့အချိန်မှာတော်တော်လေးကိုဆုတ်ပြတ်တက်နေပြီးကစားသမားတွေဒီနေ့ဒါပြေချာကြည့်မယ်ဆိုရင်တော့သူတို့အနေနဲ့အာရှနိုင်ငံ heat ကိုသူတို့လုံးဝမခံနိုင်တာပြေချာပါဆိုတော့ဒါတပွဲလုံးတိုင်းနာရကစားသမားတွေလုံးဝဆုတ်ပြတ်တက်နေတာကိုတွေ့ရပြုတ်ဆုတ်ပြတ်တက်နေခြေစွမ်းကိုပြတော့မဟုတ်တော့ဒါသူတို့ရဲ့ဒါ condition physical condition ဆုတ်ပြတ်တက်နေတာတွေ့ရမလားအသင်းကစားသမားတွေတွေ့ချာပဲကြည့်မှာဒီဘွယ်သားကိုသူတို့နေတောင်းတောင်းအမတုနိုင်နေပဲဒါကျွန်တော်ချွေးတွေအလိမ့်လီထွက်ပြီးသူတို့နေဒါလုံးဝဟိုပြောရမယ်ဆိုဗျာရေ ကုံရေကန်းကန်နေပြီဒါတော်တော်လေးကိုတိုင်ပတ်နေတဲ့ movement တွေတွေ့ရအဲ့တော့ဒါတစ်ဖက်က United အသင်းကလည်းဒါကျွန်တော်တို့တကိုးသွင်းခံရပြီးတော့မှဒါတော့ရှော့ပြန်တက်ဖို့ကြိုးစားရပါတော့ဒါပေမဲ့ဒီနေ့ပွဲစမှာနှိုင်းတာတော့မဟုတ်ဘူးဗျမတန်တော့မတူတော့မတူဒါ level ရဒါကွာတော့ကွာဒါ မမောင်လွေတွေနေ့ပွဲစဉ်မှာပြသွားတဲ့ performance ကဂနာချိုဝင်လူစားဝင်လာတဲ့ performance တောင်အများကြီးပိုတာတဲ့ဒီမှာပါတယ်ဗျဒီနေ့ပွဲမှာတော့ကျွန်တော်ဂနာချိုအနေနဲ့တို့1-0ဖြစ်သွားတဲ့အချိန်မှာတို့နဲ့တကောလောက်ပြန်ရဖို့အတွက်ဒါပြောမယ်ဆိုတော့ United အသင်းနဲ့ at least တော့ဗျာဒါမရှုံးဘူးမရှုံးဘူးဒါစ조사သွားမယ်အနေထားတစ်ခုတို့နဲ့လှုပ်သွားခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာဒါကျွန်တော်တို့ဒါရှင်းပါတယ်ဒါ ASEAN All Star United ဒါကျွန်တော်မြင်ရတာဗောနော် ASEAN All Star ရဲ့ဒါကျွန်တော်တို့ အဲဒီပြကတာလုံးဝ defense ကို lockdown လုပ်ချလိုက်ပြီးသူနေတာကျွန်တော်ခံစစ်ကိုပိတ်ကစားလိုက်ပြီးတော့ဒါဖြစ်နိုင်မယ်ဆို United ကိုနိုင်ဘူးတဲ့ဒီပြတယောက်အနေနဲ့သူနဲ့မှတ်တမ်းဝင်ကျွန်တော်သူခံစစ်ကိုတည်ရှာကြည့်ကြည့်လေးဆော့သွားခဲ့တယ်။ United တင်းတဲ့ဒီနေ့ပေါ်သမားကကျွန်တော်တို့ဒုတိယပိုင်းမှာအဓိကကစားသမားတချို့ကိုလဲတယ်ဒါကျွန်တော်ဒုတိယကစားသမားတို့ကိုတည်တယ် Bruno Fernandes ကိုလဲတာကျွန်တော်တည်တည်ရှာထည့်တယ်။အာမက်ပြောချင်တာကဒုတိယပိုင်းမှာ United ဒါကျွန်တော်တို့ tight set ပိုင်းကတာတော်တော်လေးကိုပြန်ပြီးတော့မြိုင်သွားခဲ့တယ်။ Alejandro Garnacho, Ahmed Diallo, Bruno Fernandes ဒါကျွန်တော်တို့ top man tight set အတွေးတွေကိုဒါလုံးဝ fully ပြန်တွေးခဲ့တော့ United United ပြည်သက်တော်တော်လေးကိုဒါကျွန်တော်တို့ပြောစရာကောင်းခဲ့အဲ့တော့ United ပြည်သက်တွေနေနေနေပွဲစံမှာကြည့်မယ်ဆိုရင်ဒါအနာကက်ရဲ့ဒါကျွန်တော်တို့လူငယ်တွေအပြင်ကိုဒါ United ကစားသမားအစုံလင်ကိုလည်းဒီနေ့ပွဲစံမှာအပြေအဝါတွေ့သွားခဲ့ရတယ်ဒါဒဏ်ရာရနေတဲ့ကစားသမားတချို့ကလွင်ဒါလက်ရှိမှာ United အသင်းနေနေဒါလူစုံထုတ်ကန်သွားပြီးတော့ဒါ Bruno Fernandes ဆိုကျွန်တော်တို့လား45ပေါ့45မိနစ်ဒါကျွန်တော်အာမက်ဒီယာဆို45မိနစ်ဒါကျွန်တော်တို့ ကနာဂျိုဆို45မိနစ်တော့ဆော့သွားတယ်တော်တော်လေးမဆိုးဘူးလို့ပြောလို့ရတယ်ဒါတခုရောက်သွားအဲ့တော့ဒါ United ပြည်သက်နဲ့ဒီနေ့ပွဲစမှာဒါတမိုင်းတစ်ခုကိုလည်းဒါ witness လုပ်ပိုင်ခွင့်ရခဲ့လို့ကိုကြိုက်တဲ့ကစားသမားတွေကိုလည်းအပြည့်အဝကြီးခွင့်ရခဲ့တာကတော့တကယ်ကို positive sign နဲ့ new တစ်ခုလို့ပြောလို့ရတယ်ဒါတစ်ဖက်ကဒါဒီနေ့ပွဲစမှာ ASEAN All Star ရဲ့အသင်းကဒါသူ့ဟာသူမဆိုးဘူးလို့ပြောလို့ရတယ်ဒါကျွန်တော်တို့လက်ရှိမှာဟို attack နဲ့ပဲလေအဓိကဒီ ASEAN All Star ဒီနေ့မှာဒါမဆိုးဘူးလို့ပြောလို့ရတယ်မောင်မောင်လွင်တို့အုပ်စုရဲ့တိုက်စစ်ပိုင်းရဲ့ဒါကျွန်တော်နောက်ဆုံးမိနစ်မှာလည်းနော်ဒုတိယကိုရဖို့နည်းနည်းလေးပဲလိုရတယ်ဒါဘဒူလေးလည်းမသိ charity လေးဒါနောက်ကနေပြဖြတ်ထုတ်လိုက်တဲ့ တော့မလားတော်တော်လေးကိုခံပါသွားကျွန်တော်ထပ်ပြီးတော့ဂိုးပြီးထင်တာကျွန်တော်ပထမအမနဲ့ပြောဆိုကိုရဲမကိုးစင်တကူကောင်းဆန်တယ်ပေါ့နော်မကိုးစင်ချင်ပေါ့ဆိုကိုရဲမမောင်လူရဲ့တလုံးတဲသောတွင်ကူနဲ့ပဲအာအာဆီယံအာအာဆီယံအော်စတာနိုင်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုကိုကအရန်လိုချင်တာ အဲ့တော့တကယ်လည်းမဝင်သွားနည်းနည်းလေးတက်ရှူချောင်းကနည်းနည်းလေးကိုအောင်ဆန်နေပေါ့ဗျာမြန်မာပြည်သားအဲ့တော့မမောင်လေးကတလုံးသေးသောသင်ကုန်းနဲ့ United ကိုနိုင်တယ်ဆိုတဲ့ headline တခုကိုကိုရီးယားလိုချင်တာအဲ့တော့တကယ်လည်းဖြစ်သွားခဲ့တယ်ဆူတောင်းလည်းပြည်သွားခဲ့တယ်ပေါ့ဒါပေမဲ့ United ဘက်ကပြန်ကြည့်မယ်ဆိုဒီနေ့ပွဲစမှာတို့ရောအပြည့်မထုတ်ခဲ့တော့တေးကြပါတယ်ဟုတ်လားဘယ် professional ဆန်သည်ဖြစ်စေ professional မဆန်သည်ဖြစ်တို့နေတာဒီနေ့ပွဲစမှာတို့ပတ်ဆိုင်ရလို့ဒါကြီးစားပုံစံမျိုးလာကစားပေးတယ်တို့တာဝန်ကြီးတယ်ယူနိုက်တက်ပြည်သက်တွေကိုဒါကျွန်တော်တို့ တရက်တိတိအခြေအနေအများကြီးပေးခဲ့ပြီဒါဒုတိယရက်မှလည်းတိတိချာကန်ခဲ့တယ်အဲ့တော့ဒါ United အသင်းနဲ့ဒါကျွန်တော်တို့ပွဲစီစဉ်တဲ့လူတော်လို့ United ဘင်းဘက်ကလည်းတာဝန်တော်တော်လေးကိုကြည်တယ်လို့ပြောလို့ရတယ်ကြည်တော့သွားကြည့်တဲ့ဒါမလေးရှားကိုသွားကြည့်တဲ့ပြိတ်သက်တွေအတွက်ကအင်မတန်မှတန်လွန်းတဲ့ပွဲစဉ်တပွဲဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်လို့လုံးဝမထင်ဘူးဗျဒါကြောင့်တစ်ဖက်ကဒါကျွန်တော်တို့လက်ရှိမှာဒါ အဝေးရိုးတို့ဒါဂျာဥပယ်ဒူရူလူနာမည်နဲ့လူကစားသမိုင်းလည်းပါလာတွေ့ရမယ်ဒါပေမဲ့အဓိကသွင်းသူသွင်းသွားခဲ့တာကျွန်တော်တို့ဒါမြန်မာနိုင်ငံကမမောင်လင်းဖြစ်တဲ့ကြောင့်ဒါကိုရီးယားကဂုံယူရမယ့်ချန်တစ်ခုပေါ့နော်ဒါဘယ်လိုပြောလဲရှိမှဒါကျွန်တော်ဒီနေ့ပွဲစဉ်ကိုတော့ဒါကွင်းတွဲအထိပတ်စံကိုတိတ်ကို10နဲ့ချီကုန်ခံပြီးသွားကြည့်တဲ့လူတွေတက်ကတော်တော်လေးကိုပျော်ဖို့ကောင်းပြီးတော့တန်သွားတဲ့ပွဲစဉ်တော်လို့ပြောလို့ရတယ်ဒါကျွန်တော်ကွင်းထဲမှာလည်းမြန်မာနိုင်ငံအလန်ဒီတောက်လျှောက်တွေ့နေရတာတွေ့ရလိမ့်မယ်အဲ့တော့ဒါကိုရဲ့လူတွေအတွက်အများကြီးအများကြီးဂုံယူပါတယ်ကိုရီးတို့ဒါကျွန်တော်ဘောလုံးမဲ့တစ်ချိန်လို့ဒါသွားကြည့်နေတဲ့လူတွေတော့မှဒီလိုမျိုး experience ကိုဘဝမှာဒါကျွန်တော်တော် တန်မပြောနေတာ experience ရဖို့အတွက်တော်တော်လေးခက်ခဲမဲ့အနေအထားတစ်ခုပဲဒါပေမဲ့ညီကိုတွေနေတာတပွဲသွားကြည့်တပွဲရသွားတဲ့လူတွေအများကြီးအများကြီးအများကြီးဂုံယူတယ်လို့ပြောချင်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီပွဲကိုကျွန်တော်ဖေကိုကျွန်တော်ပြချင်တာဒါပေမဲ့ကျွန်တော်ကတော့ပထမပြီးတော့ဟောင်ကောင်ပွဲပဲပြတော့မယ်ဆိုကျွန်တော်ယူဆလိုက်ပြီးတော့ဒီပွဲကိုမပြဖြစ်တော့ဘူးပေါ့နော်ဒီဘောပဲပြပြကျွန်တော် father ကျွန်တော်ကိုကြိတ်တော်မယ်ဟာမင်းကဒီဘွဲပြမှာဆိုသူကျွန်တော်ပြောတော့မှာတင်တာ အဲ့တော့လက်ရှိမှာဒါဘယ်လိုပဲပြောဒါလက်ရှိမှာအကုန်လုံး United ပြည်သက်တွေချစ်စနိုးနဲ့ဝိုင်းနောက်နေတာမမော်လင်သွင်းသွားတဲ့ဂိုးသမားတော်မီဒန်ဖြစ်ပြီးဒါကျွန်တော် Andrew owner နာမဟုတ်တဲ့ကြောင့်အကုန်လုံးဝိုင်းမီနောက်နေကိုမင်းမင်းတွန်းလာသူ့ရဲ့ status မှာတင်ခဲ့လို့ပဲဗောနော်ဒါမမော်လင်ကန်ကောင်းသွားတာဗောနော် owner နာကမဖန်လို့ owner နာပါဖန်အဲ့အလုံးကဂိုးမှမဟုတ်ဘူးဆိုပြီးသူကရေးသားထားခဲ့အဲ့တော့ဒါအကုန်လုံးတွေ့တာဒီနေ့ရဲ့ဒါပွဲစဉ်ကဒါအမတ်တမတ်မှာအမတ်တရားဖြစ်သူဒါကျွန်တော်တို့ပြောင်းလဲသွားတယ်ဒါကျွန်တော်တို့ပြောစရာဖြစ်ခဲ့တဲ့ဒါကျွန်တော်တို့ပွဲတစ်ပွဲဖြစ်ခဲ့တယ်ကျွန်တော်ဒီလောက်ကမမောင်လေးရဲ့အသွင်းကတော့ကျွန်တော် Manchester United ကိုအသွင်းကိုဒါပထမအဦးဆုံးမြန်မာနိုင်ငံ င်ငံသားတယောက်အနေနဲ့တွင်းပူးတဲ့တွင်းကိုလူတွေသိရတယ်မှာပါမှားရင်လည်းကျွန်တော်အောက်မှာ comment တွေမှာထောက်ပြပါအောင်ကျွန်တော်နာမည် Chelsea United တွင်းဝတာ comment တွေမှာဒါကျွန်တော်တို့ Manchester United တွင်းကိုမြန်မာနိုင်ငံသားတွေနဲ့ဘယ်သူတွေတွင်းခဲ့ဘူးလဲသိရင်လည်းအောက်က comment တွေမှာမှတ်ချက်ပေးခဲ့ကြပါအောင်အဲ့တော့ဘယ်လိုပဲပြောတာကျွန်တော်တို့ကိုရီနေနဲ့ဒါကိုရီဂျာပရိသတ်တယောက်အနေနဲ့ဒါကျွန်တော် တော်တော်လေးကိုသဘောကျဖို့ကောင်းတဲ့ဒါကျွန်တော်တို့ပွဲတစ်ပွဲဖြစ်ခဲ့တယ်ဒါအာဆီယံ All Star နေရာဒါကျွန်တော်တို့ဘက်ကပြန်ကြည့်တော့လေဒါ Super League တစ်ခု Manchester United အသင်းကိုကြော်ပြီးရသွားခဲ့တဲ့လို့ကြောင့်မူတော်တော်လေးကိုအားရဖို့ကောင်းတဲ့ဒါကျွန်တော်အခြေအနေတစ်ခုကိုပိုင်ဆိုင်သွားခဲ့တယ်လို့ပဲဆိုရမှာပါအဲ့တော့ မမောင်လူတက်ကလုံးဝ proud ဖြစ်ချက်ရှိပါတယ်ဒါကျွန်တော်မြန်မာနိုင်ငံတနိုင်ငံလုံးဝလက်ရှိဒါကျွန်တော် Facebook မှာကြည့်မယ်ဆိုတော့မမောင်လူရဲ့ twin ကိုကဒါအကြီးအကျယ်အကုန်လုံးက celebrate လုပ်နေတာကိုတွေ့ရမိတယ်မှာပါပါတယ်မိတို့ပင်စူးစိကမှုဒါ Manchester United အသင်းက3ရဲ့ preseason ရဲ့ဒါကျွန်တော် all RC all star အသင်းကိုတော့1-0နဲ့ရှုံးခဲ့ပြီးဒါ Manchester United အသင်းကို twin ကို twin သွားတဲ့လူကတော့မမောင်လူပဲဖြစ်ပါတယ်ဘယ်လိုပဲပြောတာဒီညမှာ congratulation မှာမမောင်လူလို့ပဲပြောရင်လည်း Manchester United အသင်းကတော့1-0နဲ့ဒါ RC all star အသင်းကိုရှုံးနိုင်ခဲ့ပါတယ်လောက်ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4E တို့မှာဂျေလူဆိုတော့ပေါင်းကူကြည့်ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment ထဲမှာလည်း Youth Sport Media 3.0နဲ့ DB4E တို့မှာဂျေလူဆိုတော့ပေါင်းကူကြည့်ရပါဗျ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment ထဲမှာလည်း Youth Sport Media 3.0နဲ့ DB4E တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ပြောဆိုကူညီပေးလို့ရပါတယ်။အဒီနေ့မှာပြောချင်လို့ပါ Youth Sport Media 3.0ကသတို့ Telegram channel လေးပြတ်သွားလို့အသစ်လေးကိုပြန်ပြီးတော့ဝိုင်းပြီးတော့ subscribe လုပ်ကြဖို့ဒီနေ့ကလည်းကျွန်တော်တောင်းဆိုပေးချင်ပါတယ်။သူရဲ့ဒါကျွန်တော် Facebook page ဒါမှမဟုတ်ဒါ Telegram လို့ဒါဟို Telegram channel list မှာပြန်ရှာလိုက်ရင်ရပါတယ်လို့ကျွန်တော်ဒါ admin account လေးကလာပြောထားပါတယ်ဒါတော့ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တော့ကြည့်ပြီးပုံပါဗျဒီပေါ်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်